စစ်ကောင်စီအနေနဲ့ပေါ့နော်အာရခတက်တော် AA နဲ့ဒါတော်လိုင်းတက်ဖွဲ့တွေရှိပါတယ်ဆိုတဲ့နေရာကိုတွားရပြီးလေးဆိုတဲ့ခါကျရင်ချီချမ်းအောင်ကြောက်တကယ်ဖြစ်နေထတ်တိုးပေးလို့ဗိုလ်ကြီးအဆင့်ပေးတယ်ဆိုရင်တော့မှလက်မခံဘူးဆိုပြီးတော့မိဘတွေရဲ့ရင်သွင်းစကားတွေကိုသိရတယ်ပေါ့မင်္ဂလာပါဒီနေ့ကတော့အော်တိုဘာလ25ရက်နေ့2025ခုနှစ်ဖြစ်ပါတယ် ီကနေ့တော့ဒါကျွန်တော်တို့ဒါရခိုင်ဘက်တစ်ချက်သွားကြည့်မှာပေါ့နော်အဲအဲ့ဘက်မှာအတုံယုံဖြစ်နေကြတာလေးရှိတယ်အဲဒီကြောက်ဖြုံနဲ့ပတ်သက်လို့ပေါ့နော်စစ်ကောင်စီဘက်ကထိုးစစ်ဆင်တာပဲဒါပေမဲ့ထိုးစစ်မဖြစ်ဘဲနဲ့ဘလို့ဖြစ်နေတယ်လဲဆိုတဲ့အကြောင်းလေးကျွန်တော်ပြောသွားမယ်ပေါ့နော်အဲပြီးတော့ဒီစစ်ကောင်စီကဒီရက်ကွက်အုပ်ချုပ်မှုတွေနဲ့ပတ်သက်လို့ပေါ့နော်ပြီးရင်ဒါ ဒီမဲဆွယ်စီယုံရင်းနဲ့ပတ်သက်လို့ဘာတွေလှုပ်ဆောင်နေသလဲဘာတွေမလုံးပေးနေသလဲဆိုတဲ့အကြောင်းတွေလည်းကျွန်တော်ပြောကြမှာပေါ့เนาะအဲ့တော့ဒါကျွန်တော်ကအသေးပြောက်နဲ့ရင်ဆမှာဗျာစစ်ကောင်စီဘက်ကပေါ့เนาะအဲ့တော့ကြောက်ဖြူဒါအမှတ်30နဲ့ရက်တက်ရင်အဲ့ဒီအနည်းမှာဒါအာခတ်တတော် A ရဲ့ထိုးစစ်ကြောင့်မလို့စစ်ကောင်စီကအသေးအံထွက်ပြေးနေရတယ်အသေးဆုံးအထိကိုက်များစွာနဲ့ထွက်ပြေးရတယ်အမှန်တော့ဒီလွန်ခဲ့တဲ့ရက်ပိုင်းကမှဒီစစ်ကောင်စီဘက်ကဒီကြောက်ဖြူမှာသူတို့ကထိုးစစ်တွေပြန်ဆတ် ဒါပေမဲ့အခုဒါအာခတ်တော်အေရဲ့ထိုးစစ်တကြောင်မလို့စစ်ကောင်စီကအလဲလဲကွဲကွဲဖြစ်နေတာဆိုအာထိုးတော့ထူးဆန်းတယ်ထိုးစစ်ကစတာစစ်ကောင်စီဘက်ကစတာဒါပေမဲ့ပြန်ပြီးတော့တံပြန်တိုက်ခိုက်နိုင်တဲ့အတွက်ကြောင့်မလို့တံပြန်ထိုးစစ်တကြောင်မလို့စစ်ကောင်စီတော်တော်လေးပွက်ပြက်နေတာပေါ့နော်အဲ့တော့ဒါကြောက်ဖြူမျိုးတစ်မျိုးနယ်လုံးကိုဒါစစ်ကောင်စီကထိန်းချုပ်ဖို့ရည်ရချက်နဲ့အင်အားတွေအများပြားကိုဒါလွန်ခဲ့တဲ့လပိုင်းမှာနေကစစ်ကောင်စီဘက်ကအင်အားအများပြားပို့ဆောင်တာရှိတယ်အင်အားအများပြားဖြည့်ထားတာရှိတယ်ပေါ့နော်ဖြည့်တင်းပြီးတာနဲ့ဒါစက်တင်ဘာလထဲမှာ ဒါတို့အင်အားဖြည့်တယ်ပြည်တိုင်းထိုးစစ်တွေစဆင်တယ်ပါဗျာအဲတုံးတာကလည်းသူအကုန်တုံးတာရေချောင်းလေချောင်း drone လက်နက်ကြီးအကုန်တုံးတာနော်အကုန်တုံးပြီးတော့မြေပြင်စစ်ကြောင်းထိုးတာဆိုကျွန်တော်တို့ဒီကြောက်ဖြူလို့စစ်တွေတို့ကိုဒါပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာမှပြန်ပြီးတော့တစ်စခန်းထလာတဲ့နေရာတွေအဲအဲ့နေရာတွေကနေပြီးတော့သူကတဆင့်ချင်းဆက်တိုးမယ်ဆိုတဲ့ရည်ရချက်မျိုးနဲ့တိုးနေတာတိုးတာကတော့ကြာပြီတောက်လျှောက်တောက်လျှောက်အခေါ်ပေါ်မနေဘူးသူတို့တိုးနေတာဗောနော်ဒီရှစ်လအတော်အတွင်းမှာစစ်ကောင်စီဘက်ကထိုးစစ်ဆင်မှုကမနေမနှိုးထိုးစစ်ဆင်တာအင်အားတွေလည်းတောက်လျှောက်ဖြစ်တာ ဒါပေမဲ့ဘလို့မှတိုးလို့မရတဲ့အနေအထားဖြစ်နေတာပေါ့နော်အဲ့တော့ AA တိမ့်ပိုက်ထားတဲ့နေရာတွေကိုသူတို့တစ်ခုမှပြန်မရသေးတဲ့အနေအထားဒါအကြဆုံးနေလဲရမ်းများနေတဲ့ပုံစံပေါ့နော်ဒီကြောက်ဖြူကတော်တော်လေးကိုစစ်ကောင်စီအတွက်အထင်လာတဲ့နေရာတစ်ခုတော့ဖြစ်နေပြီစစ်တင်ညိုင်စစ်တင်ညိုင်ကြောက်ဖြူစစ်တင်ညိုင်လို့ပြောရအောင်နော်စစ်တင်ညိုင်စစ်ကောင်စီတင်ညိုင်အမတ်32ရက်တရင်ရဲ့ဒီကာကင်းစကန်းနေဖြစ်တဲ့ဒါပြိုင်စိတ်ကြီးကာကင်းစကန်းရဲ့ရှေ့ကနှမ်းဖဲတောင်နဲ့မင်းတက်တောင်အဲ့ဒီရွာတွေကိုစစ်ကောင်စီကထိုးစစ်ဆင်လာတာအဓိကသူစစ်တောင်းထိုးလာတာအဲ့နေရာတွေဖြစ်တယ်သူတို့ဘက်ကစထိုးလာနော်စထိုးလာတယ် လက်ရှိအထိကိုအကြရှုံးများပြီးတော့သူတို့ထွက်ပြေးနေရတယ်။စစ်ကောင်စီဘက်ကတိုးလာရင်အာခတ်တော်အေကနောက်ဆုတ်လိုက်တယ်။အဲပြီးတာနဲ့ပိုင်မီဆိုမှဖြုတ်တယ်။အတွင်းကိုကျွန်လာပြီဆိုမှအုပ်တယ်။ပြီးရင်ဒါတကွင်းတို့ပြက်ကွင်းတို့အိုက်ထဲတွေရောက်ပြီဆိုတဲ့ခါကျမှဖြုတ်တယ်။အဲလိုပုံစံမျိုးဖြုတ်လာ။ရုပ်တည်နေတော့ဒီကောင်တွေကတွေးမှာပေါ့အဲငါတို့ကိုကြောက်သွားလို့စုပ်သွားလောက်ပြီဆိုတဲ့ပုံစံမျိုးနဲ့အဲသူတို့တက်လာရည်ဖြစ်ကောင်းဖြစ်မှာပေါ့နော်။ဒါပေမဲ့လည်းဒါကူကနီးပြူတာတစ်ခုအနေနဲ့အာခတ်တတော်တီအေကအဲပုံစံမျိုးတောက်လျှောက်ကျင့်သုံးလာတာပေါ့နော်။ဒါလည်းဒီကောင်တွေအမှန်မရှိဘူး။ အမှတ်မရှိဘူးဆိုတာတည်းသူတို့အဲဥစ္စာကိုသိတယ်အဲနီးပြူဟာကိုသိတယ်ဒါပေမဲ့အဲဟာကသူတို့လွန်ဆန်လို့မရဘူးဖြစ်နေတာတကယ်တမ်းတော့ဒီလိုမျိုးသွားရင်ငါတို့ကိုနောက်ဆုတ်ပြီးတော့ပြန်တိုက်လိမ့်မယ်ဆိုတဲ့ဟာကိုသူတို့သိတယ်အဲဟာကိုသူတို့မှာကာကွယ်စရာနီးလန်းလည်းမရှိဘူးအဲလိုမျိုးသွားခိုင်းတဲ့လူကြီးတွေကိုလည်းသူတို့မလွန်ဆန်နိုင်ဘူးဖြစ်နေအဲအပေါ်ကခိုင်းပါတယ်ဆိုတဲ့စစ်ကောင်းဆောင်တွေကလည်းအောက်ခြေမှာဖြစ်ပြက်နေတဲ့အရာတွေသူတို့စိတ်ဝင်စားဘူးစိတ်ဝင်စားသွားမင်းတို့လှုပ်ချဘာဖြစ်လို့လဲဆိုတော့သူရွေးကောက်ပွဲနီးပြီရွေးကောက်ပွဲနီးတာနဲ့မြားဒီဆုံးရှုံးနေမြေတွေသူတို့ပြန်ရဖို့ရည်ကြီးတယ် အဲ့လိုပြန်ရဖို့အတွက်ကလည်းအောက်ခြေကစစ်ကောင်စီစစ်သားတွေဘလောက်တည်တည်တို့ကယူမဆိုင်ဘူးအဲ့ဒါကြောင့်လို့လဲဒါတက်တွေပို့တယ်တမတွေချိန်းတယ်တမမှုတွေကဆအနိကကိုကဲခိုင်းတာတွေလုပ်တယ်ဒါပေမဲ့လည်းဘလို့မှအယံမတင်တဲ့ပုံစံဖြစ်နေတာအဲ့တော့ကျုံလာပြီဆိုတာနဲ့အုတ်ခမ်းရတယ်ဒါပြီးရင်ဒါတက်ကွင်းနဲ့ရောက်သွားပြီဆိုတာနဲ့ဖြုတ်ခမ်းရတယ်အဲ့လိုမျိုးနဲ့ပဲစစ်ကောင်စီဘက်ကကြာရှုံးထိခိုက်တွေများပြီးတော့ဒါနောက်ပြန်ကြီးတွေပြေးနေတာပေါ့နော်ဒါကြောင့်မလို့လေဒါတိုက်ပွဲဖြစ်တာနဲ့စစ်ကောင်စီစစ်ကြောင်းတွေကအကြအဆုံးနဲ့စစ်ကြောင်းတစ်ခုလုံးပြက်ပြီးထွက်ပြေးတာရှိတယ်။ဟာ အဲ့ဒါတော့အဲစီးရီးသတင်းရင်းမြစ်တွေစီကနေပြောတာနော်မင်းတို့ကောင်နေကြည်တာအကြဆုံးဘာဖြစ်လဲများတယ်ထွက်ပြေးရတယ်ဆွေးချောင်းတစ်ခုလုံးပြတ်သွားတယ်အဲအဲ့လိုပုံစံမျိုးကအခုမှပြောလို့ဒီတစ်ခုတည်းလို့ထင်မနေနဲ့ရှေ့ကာလတစ်လျှောက်လုံးကမင်းတို့အဲ့ဘက်ကကောင်နေအဲ့လိုမျိုးပဲဂျုံရတာအဲ့တော့လော်နေတဲ့သူတွေလည်းမြေပြင်ကိုလည်းနည်းနည်းမေးကြည့်ပါတော့ဟုတ်လားချင်းဒီကောင်းရဲ့လားဟမ်အခါတက်တော့အေးတင်းထားတဲ့နေရာတွေကိုရပြီလားဒါမျိုးမေးကြည့်အောင်ဖြေမဲ့ကောင်လည်းရှိမှာမဟုတ်ဘူးဟိုဘက်ကပြေးနေရလို့ပေါ့နော် အခုနောက်ပိုင်းစစ်ကောင်စီဒါထိုးစစ်တွေကပေါ့နော်အဲ့လောက်မစင်နိုင်တော့ဘဲနဲ့ပေါ့နော် A ကပြန်ပြီးတော့တံပြန်ထိုးစစ်စင်တိုက်ခိုက်နေတယ်လို့စီးရေးသတင်းချင်းတွေကပြောတာကြမ်းတယ်နော်စစ်ကောင်စီဘက်ကပဲထိုးစစ်စင်တာပဲဒါပေမဲ့နောက်ပိုင်းမှာသူတို့အကြဆုံးတွေရမ်းများလာတော့ကြထိုးစစ်စင်တဲ့ဟာတွေကစအားနေလာတယ်အဲ့လိုအားနေတဲ့ချိန်မှာအရခတ်တတော် A ကတံပြန်ထိုးစစ်စင်တဲ့ပုံစံမျိုးတွေဖြစ်လာတယ်ဟာအဲ့တော့ကြောက်ဖြူမှာအရခတ်တတော် A ရဲ့ထိုးစစ်တွေကစပြီလားစပြီလားဆိုတော့ကြောက်ဖြူကိုဝိုင်းပတ်ပိတ်ဆို့ထားတာ၈လကျော်လောက်ရှိပြီအဲ့တော့အဲ့ကာလအတော်အတွင်းမှာ စစ်ကောင်စီကဒီအားကတက်တော့တိမ့်ပိုက်ထားတဲ့နေမြေတွေကိုသူပြန်ရဖို့မနေ့စစ်ကြောင်းထိုးတယ်ဒါပေမဲ့လည်းအခုချိန်ထိကိုသူတို့ပြန်မရသေးတဲ့အနေအထားဖြစ်နေတာအဲ့တော့တံပြန်ထိုးစစ်တွေပြန်ဆလာပြီဆိုတော့ကြတော့ဒါစစ်ကောင်စီဘက်ကဘလုံနီယာတွေထပ်ပေးရမလဲဆိုတဲ့ဟာကိုလည်းဒါစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်လက်ရှိကြောက်ဖြူမှာစစ်ကောင်စီကစစ်အင်အားဖြည့်တင်းတာကိုအရင်လိုတိတ်မလုံနိုင်တော့ဘူးတဲ့အရင်ကထပ်တော့နည်းလာတယ်ရေချောင်းနဲ့လေချောင်းပြစ်ကူကြောင်းသာသူတို့တွေထိုးစစ်ဆင်နေတာပေါ့နော်ဒါပေမဲ့ထိရောက်မှုမရှိဘူးဖြစ်နေတယ်အေးတိမ့်ပိုက်ထားတဲ့နေရာတွေကိုမရတဲ့အပြင်ခန်းစစ်ပုံစံပြန်ပြီးတော့ပြင်နေရတယ်ဆိုပြီးတော့သိရတယ် ော်တိုဘာလထဲမှာလည်းဒါအမှတ်32ရက်တန်ရှိကဒီပြိုင်စစ်ကြီးကာကင်းကနေပြီးတော့မင်းတက်တောင်ဘက်ကိုစစ်ကောင်စီစစ်ကြောင်းထိုးတယ်အဲ့တော့အဲ့နေရာတွေကြီးပဲတော့ကျွန်တော်ခုနပြောသလိုပဲတွေ့လားဟိုဒီနေရာကြီးကျူပဲသူတို့လှိမ့်ပိတ်ပြီးတော့ဒီနီလန်တိုင်းပဲလှုပ်ခိုင်းနေတာပဲသူတို့မှာတခြားနီလန်လည်းမရှိတော့ဘူးသူတို့မှာလွန်ဆန်လို့မရအောင်အခုနကလည်းဒီပြိုင်စိတ်ကြီးမင်းတက်တောင်ဒီနေရာတွေပဲအခုလည်းဒါပြိုင်စိတ်ကြီးရှေ့ကနေပြီးတော့ဒီကာကင်းစကန်းကနေပြီးတော့မင်းတက်တောင်ဘက်ကိုစစ်ကြောင်းထတ်ထိုးတယ်ဒီကနေပဲသူတို့ထိုးလို့ရတယ် အဲ့လိုထိုးတဲ့အချိန်မှာလည်းအာရခတက်တော် A ကတံပြန်တိုက်ခိုက်လို့စစ်ကောင်စီစစ်သားတွေအကြဆုံးများပြီးတော့ပြိုင်စည်းကကာကင်းစကန်းနဲ့32ရဲတပ်ရင်းကိုပြန်ပြေးနေရတယ်။နောက်ပြန်ပြေးနေရတယ်။ပြီးတော့ပြီးခဲ့တဲ့အော်တိုဘာလ16ရက်နေ့ကလည်းစစ်ကောင်စီကအင်အားအလုံးရင်းနဲ့ဒါမလာကျွန်းလိုနေရာမျိုးကအဲ့နေရာမှာရှိတဲ့ဒါတဘာဝတန်ွေလက်ခံတူလောင်ပို့ဆောင် OGD အမြဲတမ်းပြောနေတဲ့ OGD ဒီဆက်ယုံပေါ့နော်ဒီဆက်ယုံနီးနာကကာကင်းစကန်းတွေကနေပြီးတော့အာရခတက်တော် A တိမ့်ပိုက်ထိချိုးထားတဲ့လိတ်ခမော်ရွာတစ်ပြင်ချင်းငပြောချောင်း ကုလပါပြီးရင်ဂေါ်တူကျေးရွာအဲ့ဒီနေရာတွေကိုဒါ drone အပါဝင်ရေချောင်းနေတဲ့အတူထိုးစစ်ဆင်လာပြီးတော့ကုလပါကျေးရွာနီးရောက်တဲ့ခါမှာတော့ AA ကဒါ sniper တွေနဲ့တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်ချို့နဲ့အရာရှိချို့တေဆုံးမှုတွေရှိခဲ့တယ်ဆိုပြီးတော့ကြောက်ဖြူသတင်းရင်းမြစ်တွေစီကနေသိရတယ်သူတို့သူတို့လာတာပဲပေါ့နော်တောက်လျှောက်သူတို့အဲ့နေရာတွေကနေပြီးတော့သူတို့ဒါကာကင်းတွေကနေပြီးတော့စူးဖွဲ့တယ်စူးဖွဲ့ပြီးရတယ်အင်အားတွေထုတ်တယ်ထုတ်ပြီးရတယ်ခုနကလိုနေရာမျိုးတွေကိုပဲသူတို့စစ်ကြောင်းတွေထိုးခိုင်းတယ်စစ်ကြောင်းတွေထိုးခိုင်းပေမဲ့လည်းသူတို့အရာမရောက်ဘူးဖြစ်နေတယ် ထွက်တော့ထွက်လာတာပဲပြီးရင်ပြန်ဝင်ပြေးရတာပဲဖြစ်နေထုံးစံပဲဖြစ်နေတာပေါ့နော်ပြီးတော့အာခတ်တော်အေကနီးပြူကအရန်ကောင်းတဲ့အနေထားညာအဲအကြောင်းမလို့စစ်ကောင်စီကဘယ်နေရာမှာသူ့ဘက်သူဘလောက်ပဲဟိုဘယ်နေရာတွေတင်လိုက်ရပြီဘယ်နေရာတွေရသွားပြီပြောပြောအာခတ်တော်အေတင်ပိုက်ထားတဲ့နင်းမြေတွေအာခတ်တော်အေနဲ့ရင်ဆိုင်နေရတဲ့နေရာတွေတိုင်းမှာစစ်ကောင်စီဘက်ကဥကျိုးတယ်စစ်ကောင်စီဘက်ကနလန်မထူနဲ့ခေါင်းကိုမထောင်နဲ့ခေါင်းကိုမပြူနိုင်ဘူး ဲ့လိုပုံစံမျိုးတွေဖြစ်နေတာဒါလည်းအားရစရာကောင်းတယ်ပေါ့နော်အဲ့တော့ A နဲ့တွေ့တဲ့နေရာတိုင်းမှာစစ်ကောင်စီကအခြေအနေမကောင်းဘူး A တိမ့်ပိုက်ထားတဲ့နေရာတွေကိုဒါပြန်ရဖို့အတွက်ကြိုးစားနေတဲ့စစ်ကောင်စီကအာရခတ်တတော် A ရဲ့တံပြန်ထိုးစစ်တွေကြောင့်မလို့ဒီနေရာတွေကိုမရတဲ့အပြင်ပေါ့နော်အခုဆိုရင်ဒါအမှတ်30နဲ့သူတို့ရဲ့တရင်ဌာနချုပ်ကြီးတွေပေါ့နော်အခိုင်မာခန်းစစ်စခန်းနေရာမျိုးတွေဖြစ်တဲ့ဒါအမှတ်30နဲ့ရဲတပ်ရင်လိုနေရာမျိုးတွေညဝရီရဲတပ်စခန်းဌာနချုပ်လိုနေရာမျိုးတွေက drone တွေလက်နက်ကြီးတွေနဲ့ပြန်ပြီးတော့ချင်းချောက်ခံနေရတဲ့အနေအထားဖြစ်သွားပြီအဲ့လိုမျိုးအနေအထားတွေကိုပြန်ရောက်သွားတာပေါ့နော်ဆိုတော့ တို့ကတော့ထိုးစစ်ဆင်ပြီးတော့နေရာတွေယူဖို့ကြိုးစားတယ်ဒါပေမဲ့အဲ့နေရာတွေကိုမရတဲ့အပြင်မှာတို့လက်ရှိနေရာတွေပါမပါအောင်ပေါ့နော်ချင်းချောက်ခံနေရတဲ့အနေထားအဲ့လိုမျိုးနေထားတွေကိုရောက်နေပြီမပါအောင်တို့အသေးအတန်ကြိုးစားနေရတဲ့အနေထားဒါလည်းအားရစရာကောင်းတယ်လောလောဆယ်မှာဒါကြောက်ဖြူမျိုးကိုဒါစစ်ကောင်စီရေတက်ကမြို့ပတ်ပတ်လေးကိုဝင်ရထားတယ်အင်အားတွေလည်းဖြည့်ထားသူကမနေဘူးဗျာ ဒီရေတက်ကနေပြီးတော့ပဲရေတက်စစ်သည်မောတွေနဲ့ပေါ့နော်2စီ9စီ10စီဒါမျိုးပုံစံမျိုးတွေနဲ့ဖြည့်တင်းထားတာတွေရှိတယ်ပြီးရင်မြို့ပပတ်လေကိုလည်းဒါရေပြင်မှာပေါ့နော်ဒါပင်လယ်ပြင်မှာသွားလာလှုပ်ရှားနေတဲ့စစ်သည်မောတွေလည်းအများကြီးရှိတယ်ဆိုပြီးသိရတယ်။ရေချောင်းကနေတဆင့်တဆင့်သူတို့အင်အားတွေတောက်လျှောက်ဖြည့်တင်းထားသလိုအဲ့ရေချောင်းကနေပဲမြို့ရဲ့ပပတ်လေကိုဒါဝန်းရံပြီးတော့လုံခြုံရေးယူနေရတဲ့နေထားရေပြင်ကနေလုံခြုံရေးယူပေးနေရတယ်ပြီးရင်လိုအပ်တဲ့နေရာကိုသူကရေချောင်းကနေလက်နေကြီးပြစ်ခတ်ပေးမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ ရစ်တက်နဲ့ drone ကိုပို့ပြီးတော့အားပြုတယ်အဲဒီအားကိုနဲ့ပဲအားခတ်တက်တော့တင်ထားတဲ့နေရာတွေကိုထိုးစစ်ဆင်ရဲတာပေါ့နော်ကျွန်တော်ပြောပြမယ်နော်စီရေးသတင်းအင်းမျက်စီကနေရတဲ့ဟာလေးပြောပြမှာပေါ့နော်ဒီအားကိုနဲ့ပဲပေါ့နော်ဒီခုနကဒါရစ်တက်နဲ့ drone ရဲ့အားကိုနဲ့ပဲအားခတ်တက်တော့အေးတင်ထားတဲ့နေရာတွေကိုထိုးစစ်ဆင်ရဲတာတဲ့မြေပြင်မှာတော့စစ်ကောင်စီအဖွဲ့တွေကတိုက်ခိုက်ရေးပိုင်းမှာအဲ့လောက်ထိဆွမ်းဆောင်ရင်မရှိဘူးအဲ့လိုမျိုးပြောတာပါနော်တသက်တန်ကြားရင်ကိုထွက်ပြေးနေတာကြီးပဲ ဖဲ့တာဖဲ့တာနော်အဲအခုလဲ A က sniper တွေကတက်လာသမျှစစ်ခွေးတွေကိုထောက်လျှောက်လိုက်ဖြုတ်နေတာဆိုပြီးတော့ဒါစစ်ရေးသတင်းအရင်မြစ်တွေကစီကနေသိရတယ်အဲ့တော့မြေပြင်မှာရှိတဲ့ဒီသတင်းရေးမြစ်တွေစီကနေပြီးသိရတာဖြစ်တဲ့အတွက်ပေါ့နော်တကယ်အားရစရာကောင်းတယ်ပြီးတော့စစ်ကောင်စီတက်ရဲ့ကျွန်တော်တို့ကအမြဲတမ်းပြောတယ်အဲဒီကောင်တွေတက်တယ်မှာဆွဲဆောင်ရင်မရှိတော့ဘူးတိုက်ခိုက်ရေးဆွဲရင်လည်းမရှိတော့ဘူးဒါမျိုးပုံစံမျိုးတွေပြောတယ်ပေါ့နော်အဲ့လိုပြောတဲ့အခါမှာသူတို့ရဲ့တက်တောက်ခံတဲ့သူတွေမင်းတို့တက်တောက်ခံတဲ့လော်ဘီတွေကမယုံကြည်ကြဘူးတကယ်ဖြစ်နေတာအဲ့လို မင်းတို့ကလားရှေ့ကနေပြီးတော့အဲ့လိုမျိုးဇုတ်တင်းကြီးတွေပေါ့နော်အာရေတက်ကဘာဖြစ်တယ်လေတက်ကဘာဖြစ်တယ်ဒါတွေပဲရှိတော့လားအဲ့ဒါတွေမှမပိုင်မင်းတို့စစ်တိုက်လို့လည်းမရအောင်အခုအဲ့ဒါတွေပါတာတော့မှပဲအာခတ်တော်အေးနဲ့တွေ့တော့ကြတော့ဘာမှအသုံးမဝင်ဘူးဖြစ်နေတာဒါလက်ရှိမင်းတို့ရဲ့တိုက်ဆွမ်းရင်ကအဲ့လိုပဲဆိုတဲ့ဟာကိုဒါအမှန်ပဲပြသနေတဲ့အမှန်ပဲအဲ့တော့စစ်ကောင်စီကအခုဒါကြောက်ဖြူကတိုက်ပွဲမှာဒါတိတ်ဆုံးတာတွေဒဏ်ရာရတာတွေအရန်များတယ်အရန်များတဲ့အပြင်ကမှပေါ့နော်တည်တဲ့သူတွေဆိုရင်လေသူတို့ကလူမသိအောင်မြှုပ်ပေးနေတဲ့ပုံစံမျိုးတွေကျွန်တော်ရှေ့မှာဖြစ်စင်နေရှိတယ်အခုဒါ ထိခိုက်တဲ့သူတွေပေါ့နော်ဒဏ်ရာရတဲ့ကောင်တွေအဲ့ဟာတွေကိုလည်းကြောက်ဖြူကဒါစစ်ဆေးရုံနေအဲကြောက်ဖြူမှာရှိတယ်သူတို့ဒါထိန်းချုပ်ထားတဲ့နေရာကဆေးရုံနေမှာမလောက်လို့မလောက်ငှလို့နေရာတွေပါမလောက်ငှလို့ပေါ့နော်ရန်ကုန်လိုနေရာမျိုးတွေကိုပို့ရတယ်စစ်တွေလိုနေရာမျိုးတွေကိုရေချောင်းကနေပို့ပြီးတော့ကုသနေရတယ်ဆိုပြီးတော့တည်ရဒါကြီးကလည်းအားရတယ်ပေါ့နော်နေရတော့မလောက်အောင်လုပ်ပြတာဈေးုံတော့မလောက်အောင်ဖြုတ်ပြတာပေါ့နော်အားရတယ်ပေါ့နော်အဲ့တော့တည်တဲ့ကောင်လေးသာအကုန်လုံးပြန်ပြီးဂရင်မောတင်မှန်ဆိုရင်အာကြောက်ဖြူတစ်မျိုးလုံးတော့ပြင်ပြနေမှသီလားဒီကောင်လေး အဲ့တော့လက်ရှိဒါကြောက်ဖြူမြို့နယ်ဒါအရခတ်တက်တော် A နဲ့စစ်ကောင်စီတို့ဒါတိုက်ပွဲဖြစ်နေတဲ့နေရာတွေကတော့တစ်ပုတ်တောင်ရေတက်စကန်ခုနဒညောင်ရီရေတက်စကန်ဌာနချုပ်ပေါ့နော်အဲ့အနီးကကာကင်းစကန်နေရာတွေရှိတယ်အမှတ်32ရေတက်ရဲ့အနီးကကာကင်းစကန်နေရာတွေရှိတယ်ပြီးရင်ခုန OGD အဲ့ဆက်ယုံအနီးနာကခြေရွာတွေမှာတိုက်ပွဲတွေဆက်လက်ပြီးတော့ဖြစ်ပွားနေတယ်ဖြစ်တာကတော့ဒီနေရာတွေမှာကြီးပဲအဓိကတိုက်ပွဲတွေဖြစ်ပွားနေတာများတယ်ပေါ့နော်ဒီ၃နေရာမှာပဲတိုက်ပွဲတွေဖြစ်တယ်အဲ့နေရာကလည်းစစ်ကောင်စီရှိတဲ့နေရာတွေဖြစ်တဲ့အတွက်တပ်ဖွဲ့တွေကလည်းကတ်ပြီးတော့ဝိုင်းဝန်းပိတ်ဆို့ထားတာပေါ့နော်အဲ့တော့ ကြောက်ဖြူကအခုဆိုရင်ဒါ၈လနီးပါးအထိကြာလာခဲ့ပြီပေါ့အားကတော်တော် A ကဒါကြောက်ဖြူရဲ့မန်အောင်ရဲ့စစ်တွေရဲ့တိမ်းမို့အတွက်လှုပ်တဲ့ချိန်မှာကြောက်ဖြူကိုလည်းထိုးစစ်ဆင်လာတာဟာဒါ20ရက်နေပေါ့နော်ဖေဖော်ဝါရီ20ရက်နေကနေကစပြီးတော့ထိုးစစ်ဆင်လာခဲ့တာဒီနေ့အထိဆိုရင်ဒါ၈လနီးပါးလောက်ကြာလာပြီပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒါစစ်ကောင်စီဘက်ကလည်းအထိနာနေတာတွေများတယ်ဒါပေမဲ့မြို့ကိုတော့အားကတော်တော် A ကမသိမ်းနိုင်သေးဘူးသိမ်းနိုင်ဖို့အတွက်ကိုလည်းသူတို့ဇက်တိုက်ဆိုသူတို့တော့စူးစမ်းနေတော့မယ်ပေါ့နော်အဲ့ဒီအကြောင်းကိုလည်းဒါ ကြောက်ဖြစ်အလုံးစုံသိမ်းပိုက်နိုင်ဖို့အတွက်ပေါ့နော်။ဒါစီရေးရပြင်ဆင်မှုတွေလုပ်နေတယ်ဆိုပြီးတော့အေရဲ့ပြောခွင့်ရဥခိုင်ဒုက္ခကနေပြီးတော့သတင်းစာရှင်းလင်းပွဲမှာလည်းပြောကြားခဲ့တာရှိတယ်ပေါ့နော်။အဲ့တော့ကြောက်ဖြစ်ဘက်ကသတင်းတွေကတော့လျှောက်အားရစရာကောင်းနေပါလေ။ပြန်ပြီးတော့ဒါအာရခတ်တတော်အေဘက်ကတံပြန်ထိုးစစ်တွေပေါ့နော်။အဲပြီးတော့ကြတော့ခုခံစစ်ကနေပြီးတော့ထိုးစစ်အတွင်ခုပြောင်းတဲ့ဟာတွေကအယံမိုက်ပြီးတော့စစ်ကောင်စီဘက်ကိုအထိနာအောင်လှုပ်ဆောင်နိုင်နေတဲ့ကတကယ်ကိုအားရစရာကောင်းတယ်။အရှိမလဲဒါ ဒီစစ်ကောင်စီကပေါ့နော်ဘသူမှလာမတိုက်ရဘဲနဲ့သူတို့ပါသူတို့တေးလာရည်လည်းရှိတယ်ဟိုနေ့ကကျွန်တော်ပြောခဲ့တယ်ပေါ့နော် drone ဘုံကြီးပြုတ်ကြပြုတ်ကြ9ရောက်တေးပြီးတော့20လောက်ပေါ့နော်20လောက်ဖတ်တိတ်ထုတ်ပြီးတော့ဒါတေးခိုင်းတဲ့အချိန်မှာ9ရောက်ကလုံးဝအစနာပျောက်သွားတယ်2ရောက်ပဲအတီးပြုတ်လို့ရတယ်ဆိုတော့ဖြစ်စင်တကယ်အားအသင့်ပွဲဝမ်းသာစရာတွေပေါ့နော်ဘသူမှဘာမှမလုပ်ရဘဲနဲ့ကိုကိုကိုချင်းချင်းကိုကကိုတတ်တည်နေကြတာပေါ့နော်အဲဥစ္စာတွေကလည်းတောက်လျှောက်ရှိတယ်ဆိုတော့ဒါကြောက်ဖြူရဲ့ CH နေကလည်းပို့ပြီးတော့တင်မာလာနေချင်းရှိတယ်ကြောက်ဖြူတွေမကဘူးစစ်တွေမှာလည်းစီးရေးလှုပ်ရှားမှုတွေတောက်လျှောက်ဖြစ်နေတယ်ပြီးတော့ အာခတ်တော် A ဒါရင်ဆိုင်နေရတဲ့တချို့နေရာတွေရှိတယ်ဗောနော်အဲ့ဒါကတော့ဒါတန်တွဲဘက်မှာဆိုလဲစစ်ကောင်စီဘက်ကဒီလက်နက်ကြီးတွေရေချောင်းကနေပြီးတော့ပြစ်ခတ်တာမျိုးတွေတောက်လျှောက်လုပ်တာတွေရှိလာသလိုကင်းထောက်တာတွေလည်းရှိတယ်ပြီးရင်ဘကိုးမကွေး AR တွေအဲ့ဟာနဲ့ရခိုင်နဲ့အဆက်နေရာတွေမှာလည်းဇက်တိုက်သလိုလိုတိုက်ပွဲတွေဖြစ်ပွားနေတာတွေရှိတယ်ဗောနော်အဲ့တော့ဒီရက်ထက်မှာလည်းကြားရပါလိမ့်မယ်ဗောနော်စစ်ကောင်စီဘက်ကထိုးစစ်တွေကဘလို့မှအခြေအနေမကောင်းတဲ့အနေအထားမျိုးဖြစ်နေတယ်ဆိုပြီးတော့လည်းသတင်းတွေကကြေကြေပြန့်ပြန့်ဖော်ပြကြတယ်ဗောနော်အဲ့တော့ ြောချင်တာကတော့ဗျာစစ်ကောင်စီအနေနဲ့ပေါ့နော်အာရခတက်တော် AA နဲ့ဒါတော်လိုင်းတက်ဖွဲ့တွေရှိပါတယ်ဆိုတဲ့နေရာကိုတွားရပြီလေဆိုတဲ့ခါကျရင်ချီချမ်းအောင်ကြောက်တကယ်တကယ်လုံးဝကျွန်တော်အပူပြောတာမဟုတ်ဘူးအဲတွားရပြီဆိုပြီးတော့အတန်ကြားရတာနဲ့ထွက်ပြေးတဲ့စစ်ကောင်စီစစ်သားမနေဘူးရှိတယ်အများကြီးပဲပြီးရင်လမ်းမှာနေထွက်ပြေးတဲ့ကောင်တွေအများကြီးရှိတယ်အဲ့ဘက်ကိုအပြောင်းပါတယ်လို့သာကြားကြည့်လိုက်အဲဒီကောင်တွေချက်ချင်းလန်ငယ်ခွင့်မပြတ်ကွက်လုံးဝကောင်တွေအများကြီးရှိတယ် တော့အားခတက်တော့ AA နဲ့ကတော့ AA ဆိုတဲ့အတန်ကြားလာနဲ့စစ်ကောင်စီကပြာနေအောင်ကြောက်ရတယ်ပေါ့နော်ဒီဂုံပုတ်ကိုတော့ဆက်ပြီးတော့ထိန်းထားစေပဲအဲ့တော့နောက်ထပ်ဘယ်လိုနေရာတွေမှာသတင်းကောင်းတွေထွက်ကြရမလဲဆိုတာကိုတော့ကျွန်တော်စောင့်ပြီးတော့ကြည့်ကြတာပါเนาะနောက်တစ်ခုကတော့ဒါကျွန်တော်မန်လေးတိုင်းညောင်ဦးမှာပါเนาะအဲ့ညောင်ဦးမြို့နယ်ထဲမှာပါเนาะဒါစစ်ကောင်စီကညောင်ဦးမြို့ဥက္ကဋ္ဌနဲ့အုပ်ချုပ်ရေးမှုတွေကိုအစည်းအဝေးခေါ်တယ်ပြီးရင်ရွေးကောက်ပွဲအောင်မြင်အောင်ကျင်းပနိုင်တဲ့ရက်ကွက်ဥက္ကဋ္ဌနဲ့အုပ်ချုပ်ရေးမှုတွေကိုလုံပိုင်ခွင့်3000တန်စီမံကိန်းတွေပေးမယ်ဆိုပြီးတော့မလုံးပေးပြီးတော့စီယုံနေတာရှိတယ် ဟာတော်တော်ဆိုးရယ်နော်အဲတိန်း2000နံစီမံကိန်းနေပေးပါနော်ပြောအဲ့အုတ်ချုပ်ရည်မှုတွေဥက္ကဋ္ဌတွေကိုသူကအများအမ်းမှာဗာခိုင်းလဲဆိုတော့လူတစ်စုကိုခိုင်းလူတစ်တွေတောက်လျှောက်စုခိုင်းတဲ့တူကအဲ့မှာရှိတဲ့အဲ့ဒေတာမှာရှိတဲ့ပေါ့နော်အဲအဲ့ဘက်ချမ်းအဲ့ဘက်နေမြေမှာရှိတဲ့လူငယ်တွေပေါ့နော်အများကြီးပဲဒါလူတစ်စုဆောင်ခံရတာရှိတယ်ထွက်ပြေးရတာရှိတယ်ပြီးတော့အဲ့မှာတခြားပေါ့နော်တာသမီရှိတယ်ဆိုတာနဲ့ဒါဒါကတော့နေရာတော်တော်များများဖြစ်နေတာပါတာသမီရှိတယ်ဆိုတာနဲ့အဲ့တာသမီအတွက်ကိုစစ်မှုတန်းကြီးဆိုတဲ့ပုံစံမျိုးနဲ့ပတ်စံပေးရတယ် ရှိလားဘယ်နိုင်ငံမှာကြားဘူးတော့ကဲကျွန်တော်ပြောတာဒါသူတို့တွေဒါတကယ်အမှန်တရားအတွက်တကယ်လုံနေပါလေဆိုရင်ဒီလိုအတန်တွေထွက်မလားဒီလိုမျိုးတွေလုံရက်တွေလုံမလားကျွန်တော်ပြောဟုတ်တော့မသူတို့ဒါနိုင်ငံအတွက်တကယ်လိုအပ်တဲ့အလုပ်တွေကိုလုံနေတာပါဆိုရင်အဲ့လူငယ်တွေကပြောစရာမလိုကိုနိုင်ငံအတွက်ဆိုလဲစိတ်နဲ့အများကြီးပဲဝင်လာကြဒါပေမဲ့စစ်ကောင်စီကအာဏာရှင်ကသူ့အတွက်ပဲသူလုပ်နေပြီးတော့ဒီလူငယ်ငယ်တွေကိုချနှင်းနေတာဖြစ်တဲ့အတွက်နိုင်ငံအတွက်လည်းမဟုတ်တာဖြစ်လို့ဘယ်လူငယ်ကမှဒီစစ်တပ်ထဲကိုမဝင်ချင်တာအဲ့ဒါကြောင့်မလို့သူကဒီအုပ်ချုပ်ရေးမှုတွေဥက္ကဋ္ဌတွေစီကနေပြီးတော့ ဒါချိန်ချောက်တဲ့ပုံစံမျိုးတွေမလုံးပေးတဲ့ပုံစံမျိုးတွေနဲ့ဒီလူငယ်တွေကိုစုဆောင်းခိုင်းတာပေါ့နော်အဲ့လိုမျိုးမလုံးပေးပြီးတော့စုဆောင်းခိုင်းတဲ့ရွေချမ်းတဲ့မှာအခုဆိုရင်ဒါရွေကောက်ပွဲအောင်မြင်အောင်ကျင်းပနိုင်တဲ့ရက်ကွက်ဥက္ကဋ္ဌတွေအုပ်ချုပ်ရေးမှုတွေကို3000နံဒါစီမံကိန်းတွေပေးမယ်ဆိုပြီးတော့ပြောတာရွေကောက်ပွဲအတွက်ပါပါလာပြီအဲ့တော့သူတို့တွေကဒီကာလအတော်အတွင်းမှာသူတို့တိမ့်ပိုက်ထိမ့်ချုပ်ထားပါတယ်ဒါမှမဟုတ်လေသူတို့ရဲ့ရန်တရားတွေဆက်ပြီးတော့လေပတ်နိုင်နေပါသေးတယ်ဆိုတဲ့နေရာတွေမှာဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဟာတွေကြီးပဲလှုပ်ပါအဲ့လိုလှုပ်တဲ့အခါမှာလည်းအခုလိုနှီးမျိုးစုံတုံးပြီးတော့လှုပ်လိုက်မယ်အဲ့တော့ကျတော့ စစ်ကောင်စီရဲ့လက်ပါစီပုံစံမျိုးလုပ်နေပါသေးတယ်ဆိုတော့အုတ်ချုပ်ရေးမှုတွေဥက္ကဋ္ဌတွေကတော့အခြေအနေမကောင်းနိုင်ဘူးเนาะဘာဖြစ်လို့လဲဆိုတော့ဒီတော်လန်ရေးကတော်တဲ့တဲ့ရက်နေမှာမဟုတ်ဘူးမြို့ပေါ်ဒီတက်လာမှာအခုဆိုရင်ကိုပဲရွေးကောက်ပွဲနီးလာရတဲ့အမျှပေါ့เนาะရန်ကုန်နေရာမျိုးမှာတော့မှပဲစစ်ကောင်စီရှိတဲ့နေရာစစ်ခွေးရဲခွေးရှိတဲ့နေရာတွေမှာပောက်ကွဲတန်စင်တွေကြားနေရတာပေါ့เนาะအဲ့တော့အုတ်ချုပ်ရေးမှုတော့ဥက္ကဋ္ဌလို့ဆိုတာဘာမှမလို့ ပီဒီအက်ကပီဒီအက်အနေနဲ့စဉ်းစားကြည့်တော့မင်းဘာမှမလုပ်လဲပြူတော်ကဂယုမဆိုင်ဘူးဗျာလက်နဲ့ကင်ထားပါတယ်ဆိုတော့ကောင်နေတော်ကဂယုမဆိုင်ဘူးဗျာစကားတွေကိုထည့်မပြောဘူးစစ်ကောင်စီလိုကောင်မျိုးတော်စကားတွေထည့်မပြောဘူးအဲ့တော့စစ်ကောင်စီကအယိုးရင်ပေးပြီးတော့ခိုင်းထားခံရပါတယ်ဆိုတော့ဥက္ကဋ္ဌတွေကဘာမှမလုပ်လဲအဲ့တော့သတိကြီးကြီးထားပါဗောနော်အဲပြီးရင်ပြည်သူကိုနှိမ့်ဆက်တဲ့လောက်ရက်တွေရဲ့အကျိုးဆက်ကဘာတွေရမလဲဆိုတာလည်းအလုံးသိပြီးဖြစ်မှာပါဘာလို့လဲဆိုတော့ရှေ့မှာလဖေးဆိုင်ထိုင်ရင်းနဲ့လဖေးတော်အပီးမတောက်သွားလဲရတဲ့အုတ်ချွေးမှုတွေပေါ့နော်။ဟိုမှာနာမည်မေးပြီးတော့နာမည်လေးဖြည့်အောင်မြဲအတီးပြုတ်ရုံနဲ့တက်နိုင်လိုက်တဲ့အုတ်ချွေးမှုတွေပေါ့နော်။ အဲဘသူလဲခင်ဗျားဘသူလားအဲဟုတ်တယ်ငါပဲဆိုရဒိန်းဆိုပြအဲ့လိုဖြစ်သွားတဲ့ဖြစ်စဉ်တွေကအများကြီးရှိရနော်အဲ့တော့ကြပြည်သူကိုနှိမ့်ဆက်တာတွေစစ်ကောင်စီလိုကြပြည်သူကိုချင်းချောက်တာတွေအကြက်ကင်တာမျိုးတွေကိုအလိုလိုလိုပါလှုံ့ဆောင်ပေးနေတဲ့သူတွေကလည်းပြည်သူရဲ့ရန်သူပဲဖြစ်တယ်စစ်ကောင်စီနဲ့အတူတူပဲဖြစ်တယ်ဗောနော်အဲ့တော့အဲ့လိုပုံစံမျိုးတွေကိုမလှုံ့ဆောင်ကြဖို့ပြောခြင်း လုံမယ်ဆိုရင်လည်းဖတ်နဲ့ထုတ်ထားပေါ့နော်ဖတ်တော့မှရိုးရိုးဖတ်မထုတ်နဲ့ပေါ့နော်ကောင်းကောင်းမွန်မွန်လေးထုတ်ရင်ထုတ်တာတရဏဂုံတင်ထားပေါ့နော်အဲ့တော့ဈေးကောင်စီကတော့သူ့ရဲ့ရွေးကောက်ပွဲကတခုတည်းသောထွက်ပေါက်ဖြစ်တဲ့အတွက်သူနီးမျိုးစုံနဲ့လုံပါပဲအဲ့ဥစ္စာကိုဒါကျွန်တော်ဒါစီနိုင်ဖို့အတွက်ပေါ့နော်မမျှတတဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်ဒါစီနိုင်ဖို့အတွက်ကိုလည်းဒေါ်လိုင်းတပ်ဖွဲ့တွေကနီးမျိုးစုံနဲ့စူးစမ်းလိမ့်မယ်အဲ့တော့ဒါပွဲတွေကပို့ပြီးတော့မြိုင်လာဖို့ရှိတယ်ပေါ့ဗျာ နောက်တစ်ခုကတော့ဒါ NLD ကိုကြတော့ဗောနော်ဒါမဲလိမ့်မဲခိုးတဲ့လက်စားနဲ့ဘာဖြစ်လဲညာဖြစ်တယ်ပြောနေပေမဲ့အခုလိုမျိုးဟာရက်ကြတော့စစ်ကောင်စီကရုပ်ပေါက်လာဗောနော်ဒါကြီးတွေဖော်ထုတ်နိုင်တဲ့သတင်းတွေကိုလည်းတကယ်ကောင်းတယ်ဗောနော်တကယ်ကျေးဇူးတင်တယ်ဗောနော်ဒီလိုမျိုးဖော်ထုတ်ပေးတဲ့တာဝန်သိပြည်သူတွေကိုလည်းတကယ်ကျေးဇူးတင်တယ်စစ်ကောင်စီကသူများကိုသာလက်ညှိုးထိုးနေတာဗောနော်အာလက်စားတယ်ဘာဖြစ်လဲညာဖြစ်တယ်အာမူရစီဝါနဲ့ပတ်သက်တဲ့အာတရားမဝင်လုပ်ငန်းလုပ်တယ်ဒါပေမဲ့သူကကြည်ပဲဒါတွေကိုလုပ်နေတယ်ဆိုတဲ့အကြောင်းအခုလိုမျိုးတာဝန်ရှိတဲ့သူတွေက ဖော်ထုတ်ပေးတာကိုတကယ်ကျေးဇူးတင်ရမှာပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့လည်းပေါ့နော်ဒီအုပ်ချုပ်ရေးမှုတွေကိုပြည်သူတွေကအဲပြောတာရှိတယ်အဲ့ဒါပါလဲဆိုတော့စစ်ခွေးတက်ကပေါ့နော်ဘယ်တော့မှအမှန်ပြောဘူးလို့လည်းပေါ့နော်သူတို့မလုပ်ရဲတဲ့မြို့တစ်မြို့မှာသိန်း2000ပေးမယ်ဆိုတာတကယ်လို့ထင်နေတာလားပေါ့နော်အဲသူတို့ဟာသူတို့တော်မှာငတ်လို့ပြည်သူစီကလုစားနေရပါတယ်ဆိုနေတယ်ဟုတ်တယ်လေတကယ်မှန်မဲ့စစ်ကောင်စီအခုဒါအရင်တော့ကကျွန်တော်ပြောသလိုပေါ့စစ်ကောင်စီတက်ထဲမှာအကျွေးပရဘွားနဲ့တကယ်အကျွေးထုတ်လာပြီဆိုတော့ဟိုလာစာထုတ်လာပြီဆိုတဲ့ခါကျရင်အကျွေးဆက်လိုက်လို့ဘာမှမကျန်တဲ့ စစ်သားမိသားစုတွေအများကြီးရှိတယ်ဒါပေမဲ့အဲ့ထဲကတချို့တဝက်ဆိုရင်အခုဆိုဒီလိုမျိုးဒါမကောင်းတော့အခုအခုဆိုရင်ဒီလိုမျိုးခက်ပြက်ကာလာတဲမှာပေါ့နော်ပြည်သူရဲ့ဒါစီစဉ်ဥစ္စာတွေနဲ့ကျိုးကချမ်းသာနေတဲ့ကောင်တွေအများကြီးဖြစ်လာတယ်အဲ့တော့ပြည်သူစီကနေပြီးတော့လှူစားနေတာပြည်သူစီကနေပြီးတော့တောင်းစားနေချင်းချောက်ပြီးစားနေတာအဲ့လိုကောင်မျိုးတွေအဲ့ကြောင့်ဒီကောင်ကြီးပေးမယ်ဆိုတဲ့ဟာကိုဒါဘာတွေမျှော်လင့်နေတာလဲဆိုပြီးပြည်သူတွေကလည်းပြောထားတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီအုပ်ချုပ်ရေးမှုတွေကိုပြောထားတာပေါ့နော် ညောင်သီးလဲစားလေးတန်လဲနားထောင်တော့တဲ့နှစ်ထောင်တန်ပဲမြင်မနေနဲ့နှခန်းတီလောင်းလေးလဲသတိထားကြပါဘောနော်အဲ့လိုပုံစံမျိုးလေးကြီးလဲပြောကြရတယ်ရှိတယ်ဘောနော်အဓိကတော့ပြည်သူကလုံးဝယွန်းချနေတယ်ဆိုတဲ့ဟာကိုလည်းမင်းတို့အုပ်ချုပ်ရေးမှုတွေကနားလည်တင်တယ်နောက်ထပ်စစ်ကောင်စီကဒီအခုသူလုံနေတဲ့အလုပ်တွေအောင်မြင်ဖို့ရွေးကောက်ပွဲဆိုတဲ့ရွေးကောက်ပွဲစစ်နိုင်တိုင်ရေးဆိုတဲ့စစ်နိုင်တိုင်ရေးသူလဲလုံနေတာပဲဘောနော်သူလုံနေတဲ့ဟာတွေတဲ့ကနောက်ထပ်နီလန်းတွေလည်းထပ်ထွက်လာတယ်အဲ့ဒါပါလဲဆိုတော့ဒီစီယုံနဲ့နီလန်းတွေမက်လုံးပေးတဲ့နီလန်းတွေကပူပူပြီးတော့များလာတယ် အခုဆိုရင်ဒါစစ်မှုထမ်းတက်တန်းပေါ့နော်နှစ်နှစ်ဆိုပြီးတော့တာဝန်ထမ်းခိုင်းနေအဲသူတို့ဒါပါစတွေလောက်ခိုင်းနေပေါ့နော်အဲ့လိုလှုပ်လို့ဒါနှစ်နှစ်ပြည့်တော့မဲ့ပါစတွေရှိလာအဲ့လိုမျိုးဒါနှစ်နှစ်ပြည့်တော့မဲ့ပါစတွေဘယ်သူမှမနေချင်ဘူးလေဗျာပါစဆိုတဲ့မျိုးကဘာဖြစ်လို့ဆိုတော့စစ်တပ်ကအတင်းကျပ်ထဲ့လို့ဒါသူတို့ရောက်သွားတာအဲ့နှစ်နှစ်အတွင်းကြိတ်မဲ့ပြီးနေလိုက်မယ်ကွာဆိုပြီးတော့နေကြတဲ့သူတွေရှိတယ်တကယ်ပြောဟိုသူတို့မကြိုက်ဘူးဒါပေမဲ့နေလိုက်မယ်မသေးရင်ငါတို့ပြန်ထွက်ရလိမ့်မယ်ဆိုတဲ့စိတ်မျိုးနဲ့နေကြရရှိအဲ့တော့အဲ့အဖွဲတွေကအခုနှစ်နှစ်ပြည့်တော့နှစ်နှစ်ပြည့်ပြီဆိုတာနဲ့သူတို့ကဒီတက်ထဲကနေသူတို့အမြန်ဆုံးထွက်ရဖို့ပဲသူတို့ကစဉ်းစားနေမှာ အဲ့လိုမျိုးစဉ်းစားနေတဲ့သူတွေကိုအခုဆိုရင်စစ်ကောင်စီကမတ်လုံးပေးလာပြီအဲ့ဒါကတော့ဒါနှစ်နှစ်ပြည့်တော့မဲ့ဒါဒီပါစတွေပေါ့နော်အဲ့ပါစကအယောက်2000လောက်ရှိတယ်တဲ့အဲ့ပါစတွေတဲ့အပတ်စဉ်နှစ်ကပါစ2000လောက်ကိုပေါ့နော်ပါစ2000ကြည့်ရတယ်2000ပဲကျန်တော့လာမသိဘူးအပတ်စဉ်နှစ်ကစုလာ9000နော်စုလာ9000ဒါပေမဲ့အဲ့တုန်းကဆိုပိုတော့များအောင်ပါဒါပေမဲ့အဲ့အခုဒါ2000ပေါ့နော်အဲ့2000ကိုသူကနှစ်နှစ်ပြည့်ပြီးတော့ထွက်သွားမှာဆိုလို့အင်အားယော့သွားမှာဆိုလို့သူကဒုတက်ကျက်တဆင့်မြင့်ယာလူထပ်ပေးမှာ ဒုတိယချက်ကိုအဆင့်တိုးပေးထားတာဆိုပြီးတော့ဒါတိုးပေးတာပေါ့နော်တိုးပေးပြီးတော့သူကမလုံးပေးတယ်ဆိုပြီးတော့သိရမလွဲမရှောင်သာလို့ဒါစစ်မှုထမ်းရပေမဲ့အသက်တသက်လုံးပေါ့နော်ကိုသားသမီးကိုဘသူကမှစစ်တဲ့ထဲမှာမထားချင်ဘူးတဲ့စက်တင်ဘာလကပေါ့နော်တမတတိကကျွန်မသားကိုဒုတိယချက်တိုးပေးတယ်တဲ့မိဘတွေကိုလည်းအကြောင်းကြားတယ်တဲ့တဘောကတော့ပေါ့နော်ဒါသူတို့ကဒီမိဘတွေကပေါ့နော်ဒီလိုမျိုးຢာလူတိုးပေးလိုက်တာနဲ့သူတို့သားကိုတသက်လုံးစစ်မှုထမ်းခိုင်းတော့မယ်လို့သူတို့ကထင်တာပေါ့နော်ဒါပေမဲ့လက်မခံဘူးပေါ့နော်နှစ်နှစ်ပြည့်ရင်ပြန်ခေါ်ပြီးတော့တခြားအလုပ်လုပ်ခိုင်းပါဟုတ်တယ်ဘယ်မိဘမှမကျေနပ်ဘူး လုံးဝမတက်နိုင်လို့လုံးဝကိုမလွန်ဆန်နိုင်လို့ဆိုတော့ပြည်သူတွေအများကြီးရှိတယ်။အဲဒီလိုမျိုးပုံစံမျိုးနဲ့ပါသွားတဲ့တာသမီတွေရှိတယ်။တချို့ကြတော့မိဖတွေတောင်မတိလိုက်ဘဲနဲ့ဖမ်းခေါ်သွားပြီးမှစူဆောင်ရေးတဲကိုပို့လိုက်တဲ့သူတွေတင်တန်းကိုပို့လိုက်တဲ့သူတွေအများကြီးရှိတယ်ပေါ့နော်။အဲတော့ကြတော့မိဖပြန်လိုက်ထုတ်ဖို့လည်းမလွယ်တော့ဘူး။အော်အာဆက်သွယ်ရလည်းမရတော့ဘူး။အဲဒါပေမဲ့လည်းဆက်သွယ်ပြန်ရတဲ့ချိန်ကျတော့အချိန်ကလွန်နေပြီ။ အဲကြတော့ဟာနှစ်နှစ်ကျိမ့်ပြီးတော့နေရတော့မယ်ဆိုတဲ့စိတ်မျိုးကြီးလည်းရှိမှာပေါ့အဲကြတော့နှစ်နှစ်ပြည့်တော့မယ်ဆိုပြီးတော့သူတို့အားလုံးပျော်နေမှာမိဘလည်းပျော်နေမှာတာသမီလည်းပျော်နေမှာငါတို့ပြီးတော့မယ်ထွက်တော့မယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေမှာဒါပေမဲ့အဲ့ဒါကိုဒုတိယချက်တိုးပေးတယ်တိုးပေးပြီးတာနဲ့သူကအမြဲတမ်းစိတ်မှုထမ်းခိုင်းမှုအတွက်လှုပ်ခိုင်းတော့အဲယာဒုနဲ့မလုံးပေးလိုက်ပြီးအဲလှုပ်ပိုင်ခွင့်လေးတွေရှိလာမယ်သူတို့အောက်မှာဂျူနီယာလေးတွေရောက်လာမယ်သူတို့ကစီနီယာအနေနဲ့ခိုင်းလို့ပြုလို့ရမယ်ပုံစံမျိုးဖြစ်လာမယ်အမြဲတမ်းစစ်သားလှုပ်ခိုင်းစီခြင်းလားအင်အားယော့သွားမှာဆိုလို့ အင်အားကိုမရအရအောင်တို့အသေးအံလိုက်စုနေရတဲ့အခြေအနေမျိုးမှာပေါ့နော်နှစ်နှစ်ဆိုပြီးတော့တို့စကားကြုံခဲ့တဲ့ဟာကအခုဆိုရင်ပြန်ပြီးတော့တို့လှုပ်ပြရမယ့်အနေအထားဖြစ်နေပြီအဲ့ဒီဟာကိုမိဘတွေရတယ်လက်မခံဘူးပြန်ထုတ်မယ်ငါသားသမီးကိုပြန်ထုတ်မယ်ပြီးတာနဲ့တခြားအလုပ်ကိုလုပ်ခိုင်းမယ်ဆိုတဲ့ပုံစံမျိုးတွေမြင်တွေ့နေရပြီပေါ့နော်နောက်တစ်ခုကအဲ့မှာထပ်ပြောထားတာဆိုရင်ဒါဒုတိယချက်မကလို့ဘူကြီးအဆင့်တိုးပြီးလဲကျွန်တော်သားကိုတက်ထဲမှာဆက်မထားဘူးဖမ်းမယ်စီးမယ်ဆိုပြီးချင်းချောက်အကြက်ခံပြီးစစ်စစ်ထဲကိုခေါ်သွားတာပေါ့နော် မတည်လို့ကြံခဲ့တဲ့ကလေးကိုထပ်ပြီးတော့မနှိပ်ဆက်ပါနဲ့ပေါ့နော်တကယ်လို့နှစ်နှစ်ပြည့်လို့မှကလေးတွေကိုတက်ကထွက်ခွင့်မပေးရင်မိဘတွေစုပြီးတော့လှုပ်တင်တာလှုပ်ရမယ်ဆိုပြီးတော့ပြောတာရှိတယ်ဟုတ်တယ်မိဘတွေရဲ့ရင်ထဲကပူလောင်မှုတွေပြီးရင်မိဘတွေကဒါနဲ့ပတ်သက်လို့ဘလို့တောင်ဆုံးဖြတ်ထားတယ်ဆိုတဲ့ဟာတွေပေါ့နော်အတင်းအကျပ်ဖမ်းမယ်စီးမယ်ဆိုပြီးတော့ခေါ်သွားတာပေါ့နော်အဲ့တော့သူတို့ခိုင်းတဲ့အတိုင်းလေဒါကလေးတွေကလှုပ်သွားရင်မတည်လို့ကြံခဲ့တာသူတို့ပြောရှင်းတယ်နော်မတည်လို့ကြံခဲ့တာတည်တဲ့သူတွေအများကြီးပဲ တနေ့နေ့ဗျာဒီနှစ်နှစ်မပြည့်မချင်းမှာဒီမိဘတွေကပူလောင်နေရမှာငါသားဒီနေ့ဘာမှမဖြစ်ပါစေနဲ့ငါသားဒီနေ့အန်ရကင်းပါစေအာပြီးရင်အဆက်အသွယ်ပုံမှန်လောက်လာမယ့်အချိန်လေးတွေကိုမျှော်ညွှန်နေကြမှာအဲတော့ကျတော့ထပ်ပြီးတော့များသူကအဆင့်နေထပ်တိုးပေးလို့ဗိုလ်ကြီးအဆင့်ပေးတယ်ဆိုရင်တော့မှလက်မခံဘူးဆိုပြီးတော့မိဘတွေရဲ့ရင်သွင်းစကားတွေကိုသိရတယ်ဗောနော်နောက်တစ်ခုကဒီမှတ်တမ်းရုံးနဲ့နှီးဆက်တဲ့ဒါအရင်းမြစ်တွေကလည်းပြောကြတယ်ဗောနော်အဲဒုတိယချက်တိုးပေးတာကဒါအပတ်စဉ်1ကနေအပတ်စဉ်9ထိတသားရာနဲ့ချီပြီးတော့ရှိတယ်တဲ့အပတ်စဉ်10ကနေပြီးတော့အပတ်စဉ်14ထိက10ခန်းနဲ့ပဲရှိတယ်ဗောနော် လက်ယုံတက်တွေမပါသေးဘူးပေါ့နော်စိတ်တဲ့ဆင့်စင်ရင်ရဒီလိုမျိုးယာရုတွေပေးတယ်လှုပ်တယ်ဆိုပေမဲ့ပေါ့နော်နားလေတဲ့မိဘတွေကဒါကိုလက်မခံဘူးတဲ့အဲ့တော့ကန့်ကွက်စာတင်တဲ့သူတွေရှိတယ်တက်တန်းနှစ်နှစ်ပြည့်ရင်တက်တဲ့မိဘတွေဘလို့ရှင်းကြမလဲမသိဘူးဆိုပြီးတော့ဒါသူလိုဆိုလိုဖြစ်နေတဲ့ဟာလေးနှိစတဲ့သူတွေစီကနေကြားရသတင်းစကားတွေပေါ့နော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်မိဘတွေကတော့တူတာသမီးအခုတောက်လျှောက်သတင်းတွေကလည်းကြားနေရတယ်ကြီးလိုက်ရင်ပါစာတွေတည်တယ်ပါစာတွေဟိုနေ့ကဒါကျင်းပြီနေတဲ့ကပါနော်ဒီတမ6ခွင်ထဲမှာပတ်စားရအများကြီးတည်တာအများကြီးအများကြီးပုံအများကြီးတည်တာအဲ့လိုတည်တဲ့ချိန်မှာတိုက်ရတဲ့ ် PDF တွေကတော့စိတ်မကောင်းဘူးပေါ့နော်အစိတ်မကောင်းတဲ့ပုံစံမျိုးတွေဖြစ်လာအဲ့တော့ရှေ့ကနေပြီးတော့ဒီပါစတွေကိုပဲအသေးခံပြီးတော့တိုးခိုင်းနေတာအဲ့တော့မိဘတွေကပူလောင်တာပေါ့အဲ့ကြောင့်မိဘတွေကအခုကန့်ကွက်စာတွေတင်လာတယ်ပြီးရတယ်လုံးဝလက်မခံဘူးဘာယာတို့ပေးပေးလက်မခံဘူးသူ့ဘာသူစိတ်သက်စစ်စင်မကလို့ဘာပဲလုပ်လို့ပြည်သူတွေကလည်းနားလည်နေပြီပေါ့နော်အဲ့တော့ဓာကြီးပြီးသွားပြီဆိုတဲ့ချိန်ပေါ့နော်ဓာကြီးပြီးသွားရင်ဆိုပြီးတော့မျှော်လင့်နေတဲ့မိဘတွေကလုံးဝလက်ခံမှာမဟုတ်တဲ့အတွက်စစ်ကောင်စီကနောက်ထပ်ခက်ခဲတဲ့ခုထပ်ရင်ဆိုင်အောင်ပါပေါ့နော် ဒါပေမဲ့လည်းဒါစစ်ကောင်စီကညီမျိုးစုံနဲ့လှုပ်ဆောင်နေတာဖြစ်တဲ့အတွက်ဒါကိုလည်းကျွန်တော်တို့သတိပြုဖို့လိုတယ်။အခုဆိုရင်တော်လိုင်းတပ်ဖွဲ့တွေကပါစနဲ့ကြီးတိုက်နေရတဲ့အဆင့်မျိုးတွေဖြစ်နေတာ။အဲ့ဒီခါတွေကိုလည်းဒါကြောင့်ဥဆောင်တဲ့သူတွေကတေချာလေးဒါကောင်းချင်းဆိုင်ပြီးတော့စီစဉ်ဖို့ပေါ့နော်။လုံတင်လုံတဲ့တဲ့ဟာတွေဘာတွေလုပ်လို့ရမလဲဆိုတော့အဲဒါအစီအစဉ်မျိုးတွေလည်းခြားကြဖို့လိုတယ်ပေါ့နော်အဓိကတော့စစ်ကောင်စီကအခုလိုမျိုးလူမဆန်တဲ့ဟာတွေတောက်လျှောက်လုပ်နေတယ်မလုံးပေးတာတွေလုပ်တယ်အုပ်ချုပ်ရေးမှူးအဆမလုံးပေးတယ်ပါစဝါစမလုံးပေးတယ်ဒီလိုပုံစံမျိုးနဲ့ပြည်သူကိုလည်းလှုပ်လာပါပဲအဲတော့ကျွန်တော်ပြည်သူတွေက အဲသူတို့လှုပ်သည်မြတ်သူတို့အာယုံလွှဲသည်မြတ်သူတို့သွေးခွဲသည်မြတ်ဟာတွေအကုန်လုံးကိုနားမယောင်မဲနဲ့ကျွန်တော်လှုပ်တဲ့လှုပ်ထိုက်တဲ့ဟာတွေကိုဆက်လှုပ်ရင်းနဲ့ဒေါ်လိုင်းအောင်သည်ထိသွားကြပါစို့လို့ဒီညနေ့ပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်